Hello အားလုံးမင်္ဂလာပါကိုနေဖုံဘော channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲဒီ file ကတော့ဒုတိယ file ဖြစ်ပါတယ်ပထမ file မှာပြည်မြလီပွဲစဉ်နေ C ရေးပွဲစဉ်နေကျွန်တော်ပြောပြပေးထားပါတယ်เนาะဒီဒုတိယ file မှာတော့ပြင်သစ် League 1နဲ့ကျွန်တော် Spain La Liga ပွဲစဉ်နေပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါပြင်စပိန်ကပဲကျွန်တော်စပြီးတော့ပြောကြတာပေါ့เนาะစပိန်က9နိုင်ခွဲကျွန်တော်အစောတပွဲဒီမာလော့ကာနဲ့လီပန်ဒေးเนาะအော်မာလော့ကာက level 80ရှုံးပြီးနေရေကိုပေါင်းကြီးနှလုံး60ရှုံး ဲ့တော့မာလောကာကကျွန်တော်တို့နောက်ဆုံးပွဲစဉ်မှာ CP လောက်သူ3 1နဲ့နိုင်နေအဲ့ရှိမှာတော့သူတို့အဲဘီဘာကို1နဲ့သူတို့ရှုံးနေပါတော့မာလောကာဒီနေ့ရဒီအိမ်ကွင်းမှာဆိုရင်ကျွန်တော်ဘာစီလိုနာကိုပဲသူတို့3 3နဲ့ရှုံးထားတာဗျာနော်မဆိုးအိမ်ကွင်းနောက်ဆုံးပွဲဆက်တော့ဂိုးပေါင်းအောက်ထားတာလေးရှိတယ်ဒီပန်ဒီရဲ့ဝေဝင်းဖောင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ ဒီအဲ obido ဒုတန်းတဲ့ချင်းချင်းနိုင်တယ်ဂီတာဖိုဒီကလားနိုင်တယ်ဂျီရိုနာကို4စီးနဲ့နိုင်တယ်အချီကိုကြောက်2စီးနဲ့ချောင်းတယ်အလာဘက်ကို2စီးနဲ့2ဝမ်းနဲ့ချောင်းတယ်မဆိုးတော့မဆိုးပါတော့ဟိုကာယဖောင်လေးဆိုးတော့မဆိုးလီပန်လေးလဲဒါပေမဲ့ကျွန်တော်ဒီပွဲမှာမာလောကပဲကြိုက်တယ်နော်မာလောကဘော်ဒီလေးပဲကြိုက်တယ်ကိုပေါင်းကဟိုမနေ့ကနောက်ဆုံးပွဲစဉ်ဘီလာရီရဲ့ပွဲကကိုပေါင်းမပေါ်ပါဘူးဗျနော်အောက်သွားတယ် ရှေ့မှာလည်းဘီဘောက်ပွဲအောက်တယ်အဲ့ရှေ့မှာလည်းအက်စပန်ယွန်အောက်တယ်အဲ့မနီးကနောက်ဆုံး၃ပွဲကဇက်တိုက်အောက်သွားတာဆိုတော့ဒီပွဲကအပေါ်လဲလာနိုင်ကြီးများတယ် နော်အော်ဒါပေမဲ့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းလက်ချောင်းကျင်တယ်မာလောကပဲကြိုက်တယ်ဒီပွဲကတကယ်လို့ဂိုးအောက်အောင်မယ်ဂိုးအောက်သွားမယ်ဆိုရင်တော့နောက်လာမယ့်၈နိုင်9:45မိနစ်မှာကံမယ်ရီယဲနဲ့ဘာကာဒီအက်ဂလက်စီကိုဒါဘီကဂိုးပေါ်နိုင်အော်ဒီအားလေးကိုကျွန်တော်စောင့်ကျင်တာဖြစ်တဲ့အတွက်မာလောကပွဲဂိုးပေါင်းကိုလက်ချောင်းကျင်တယ်မာလောကဘော်ဒီတချောင်းမင်းကြိုက်တယ်မာလောကအင်ဂွင်းကလာအကောင်းတဲ့အတွက်1စီဒါမို့ရင်2စီ ဒီလိုမျိုးလေးလာနိုင်ကြီးဖြစ်တဲ့တဲ့မာလောကဘော်ဒီလေးကိုရွှေ့ရှဲပေးလိုက်ပါမယ်။နောက်တစ်ပွဲကဒီတစ်ပွဲရဲ့ဒါအကောင်ဆုံးပွဲစဉ်ကမ္ဘာအကောင်ဆုံးဒါဘီလို့နာမည်ကျော်တဲ့အက်ကလစီကိုဒါဘီပွဲစဉ်ဖြစ်ပါတယ်။9:45မိနစ်မှာဘာနီဘူးကွင်းမှာကန်သွားမှာဖြစ်ပါတယ်။ရီယယ်မက်ထရစ်နဲ့ဘာစီလိုနာလက်ရှိမှာတလုံးအပြည့်ရှုံးအိုး sorry တည်အပြည့်ရှုံးနဲ့တလုံးအပြည့်နိုင်ရီယယ်မက်ထရစ်ကဘော်ဒီဂျီဒီအမ်ပြီးတဲ့ကိုပေါင်းချင်း၄လုံး55ပြားနိုင် ပြီးထားပါတယ်နော်။ နောက်ထပ်တရတွေ့လို့၅ကြိမ်စလုံးကိုပေါင်းအပေါ်တက်ထားတဲ့43တို့22တို့52တို့40เนาะဒီလိုလေးနေကိုပေါင်းအပေါ်တက်ထားရပေါ့เนาะအော်ဒီနေထားမှာဒီနေမှာလေကိုပေါင်းအပေါ်လာမလားပေါ့နှစ်နေစလုံးညီရှိမှာဂျာရက်မှာချန်ပီယံလိပွဲတွေကိုစီနှွေထားရတယ်ဒါမှမဟုတ် တို့ဒီအိမ်ငွေးနေမှာကလာခဲ့ရတာဆိုတော့ခီးတွားပိုင်ညာတော့မရှိဘူးဒီတစ်ချက်လေးတော့တို့အတွက်ကောင်းတယ်ပေါ့เนาะအော်ဘာလီလိုနာအနေနဲ့ကျွန်တော်တို့ ီနေ့မှာတိုင်ကူမလားပေါ့နော်။အိုလံပီယာကွမ်းတက်ပွဲမှာကျွန်တော်ကိုယ်တိုင်လည်းဘာစီလိုနော်ရွေးပြီးခဲ့တာပါ။ဒါပေမဲ့နီကတ်ထုတ်လိုက်တဲ့အရာကြီးကတော့ကျွန်တော်လည်းလက်မခံနိုင်တဲ့အရာတခုပေါ့နော်။ဟိုလက်ကနောက်ပြန်လေဒီအိုင်းပဲလက်ရမ်းလိုက်တာကြီးကိုတမင်တက်တဲ့ဟိုမျက်နှာကိုရိုက်တာမဟုတ်တာဗျာ။အဲ့တော့နီကတ်ကြီးနဲ့ထုတ်ပလိုက်တယ်နော်။အဲ့လိုမျိုးဆိုတော့ဒါကျွန်တော်လည်းအဲ့လာကိုတော့ဘဝင်မကြောက်။အဲ့တော့ဘာစီလိုနော်နည်းနည်းလေးဒိုင်နီအပါစားပေးတဲ့အတင်းနေထဲမှာပါတယ်။ ည်းနည်းမျက်နှာလိုက်တယ်ပေါ့ဗျာဘာကြည့်လို့လားဆိုရင်เนาะအဲ့လိုမျိုးလေးရှိတော့ဒီ Real Madrid အနေနဲ့ဒါအဆင့်တက်ကနေအာဥဆောင်နေတယ်လက်ရှိမှာဘာစီနိုနာအဆင့်နှစ်သူနဲ့နှစ်မှတ်အကွာပေါ့เนาะဒီနေ့မှာကျွန်တော်ခိုးပေါင်းကအပေါ်ပဲလာမှာပဲ အအလွန်ဆိုလဲခံစစ်ကိုတားပြီးမှာတော့မဟုတ်ဒီဘက်မှာတိုက်မှာသူတိုက်ကိုတိုက်ဒီကျွန်တော် AD ကိုနဲ့ Real Madrid AD ကိုကိမှာ5-1 5-2လာအဲ့လောက်အဲ့ပွဲနဲ့အဲ့ပွဲနဲ့ခက်ဆင်တဲ့ပုံစံလာမှာပဲဘောနော်အော်ဒီဘက်မှာကျွန်တော်ကိုပေါင်းပေါ်ကောင်းနေ body မှာဆိုရင်တော့ကျွန်တော်ကဒီ Real Madrid လက်ရှိပေးထားတဲ့ခြေတန်းကရဲတင်းရှိရလို့ကျွန်တော်ယူဆတယ်အဲ ဂျီအမ်ပြင်းတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အပေါ်အဆင့်တက်နေကက်ရဲ့လီပြီးတော့ဒါ level 50ချောင်းတော့ပြီးအောင်ကျွန်တော်လက်ခံပြလို့ရနေတာမှာဒလုံးအပြည့်နဲ့နည်းလေးများပြင်းနေမလားပေါ့နော်ဒါပေမဲ့ဘာဖြစ်ဖြစ်ဟို990ကတော့ reality ဘက်ကပုံများ reality နည်းနည်းတေနဲ့အနိုင်လောက်သွားဖို့များတယ်အဲဂူပေါင်းကတော့ကျွန်တော်အပေါ်ပဲတက်မယ်တနေ့စလုံးဒီအထာမထားဘူးတွေ့ရနေကြိုက်တယ်ကျုံးတယ်တီးတယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ပထမပိုင်းလောက်တင်ကဝမ်းဝမ်းလောက် ဒါသွားမယ်ထင်တယ်နော်11ဒါမှမဟုတ်လေ 1C 2C အဲ့လိုမျိုးလေးသွားနိုင်ကြီးများအဲ့တော့ကျွန်တော်ကိုပေါင်းပေါ်လီပဲဆော့နေခြင်း ਨੇ အဲဒီလိုပွဲမျိုးတော့ဖြစ်နိုင်ရင်တော့ထိုင်ပြီးတော့အားပေးတာကောင်းတယ်ဟိုဘာမှမလောင်းမဲနဲ့ပေါ့နော်ဟိုထိုင်ပြီးတော့ဒီကောင်ကြီးရဲ့တကယ်ဒီဘောလုံးရှူးသွားတဲ့ရတာတွေဘောလုံးပတ်စင်လောက်သွားတဲ့ဒီဒီဘောလုံးနဲ့ပတ်သက်တဲ့ vision တွေအကုန်လုံးကိုကလိုက်ပြီးလေ့လာသူတို့ကစားဟန်လေးကြီး entertain လို့မနေ့ကဘိုင်း အဲဘိုင်ဒန်နဲ့မိုင်ပွဲဆိုရင်ဒါ3-1ဖြစ်သွားပြီးတဲ့နောက်မှာတော်တော်လေးကြည်ကောင်းတယ်ဘိုင်ဒန်တောက်ရှောက်တိုက်တာမိုင်ယွမ်းတောက်ရှောက်မှာ3-2 3-2ရနေနေဆိုရင်လာပြီနော်အဲ့လိုမျိုးလို့မနေ့ကအဲ့လိုမျိုးပဲပွဲကိုတန်ဖို့လုံးဝမချအောင်မြင်းနဲ့တင်ပြီးကစားတာဟိုကိုတိုက်သူတိုက်ဘာမှဘောလုံးကြီးကိုင်လို့မနေဘူးတခြားကနေရကနေတချို့ကိုတန်ဖို့အဲ့လိုမျိုးတော့အဲ့လိုဒီပွဲလေးအဲ့လိုလာမှာနော်အဲရင်းမထွင်းတဲ့ဘာစီနာပွဲကကိုပေါင်းပေါ်ပဲကောင်းပါတယ်နော်အဲနောက်တစ်ပွဲကအိုဆာနဲ့ဆယ်ရာပီကို၁၂နိုင်မှာကံမှာအိုဆာက လေဘယ်20ရှုံ9ပေါင်းချင်းနှလုံး40ရှုံပေးထားပါရနော်အဲဒီပွဲမှာကျွန်တော်အိုဆာဆူနာပဲကြိုက်ပါတယ်အိုဆာဆူနာဘော်ဒီကြိုက်တယ်အဲဘာကြောင့်ကြိုက်လဲဆရာဘီကိုနည်းဂျိုင်းမှာပွဲကန်ထားလို့ပေါ့နော်အဲအဲ့ဒီချက်လေးကြိုက်အဲ့ဒီချက်လေးကြောင့်ပါမယ်ပြီးတော့အိုဆာဆူနာအနေနဲ့အိုဆာဆူနာအစပန်ယူရောကနည်းနည်းလေးအင်ကွင်းလွန်ပို့ပြီးတော့လုံးရီကရင်ရှိနေအတင်းဖြစ်နေတဲ့အင်ကွင်းကမရှုံးတော့ဘူးပေါ့နော်အဲအကြောင်းအိုဆာဆူနာဘော်ဒီလေးပဲကျွန်တော်ကြိုက်ပါတယ်ကိုပေါင်းကတော့ အဲဒီနေ့မှာ real metric တပွဲပဲကိုပေါင်းပေါ်တက်မယ်ဆိုဒီပွဲကအောက်အောင်အောက်လောက်တယ်ပေါ့နော်ဒါပေမဲ့လက်ချောင်းလိုက်ပါနော်ကိုအောက်ဒီလေပိုတိုင်းရွေးနေတော့လည်းမကြိုက်ဘူးအန်တီများရည်နော်အဲသူတို့ကကြေးရတာကိုအောက်ကြီးရန်ဖွင့်လာမယ်တကယ်ကံတုံးလုံးလေးလုံးကရောက်သွားကောင်တွေအများကြီးပဲပွဲတွေအများကြီးပဲနော်အဲတော့ဒီဘက်အိုဆာဆူနာပဲကြိုက်တယ်ကိုပေါင်းကိုလက်ချောင်းကျင်ပါလေနောက်တစ်ပွဲကဘလက်ကာနိုနဲ့အလာဘက်ဘယ်လကောင်နဲ့လည်း65ပြားရှုံနှလုံးတည်ပြီးပါတယ်။နောက်ဆုံးတွေ့ဆုံ၅ကြိမ်စလုံးကိုပေါင်းအောင် ကန်ထားပါတယ်ဒီပွဲကိုပေါင်းပေါ်တက်လာနိုင်ကြီးတပေါက်တော့ရှိတယ်ဒါပေမဲ့အလာဘက်က sorry ဘလာကာနိုကကျွန်တော်တို့ဒါဂျာယက်မှာဥရောပပွဲသွားကန်ထားတာဖြစ်တဲ့နည်းနည်းလေး ဒါခီးတွားထားရတယ်။ဖီဒင်ကိုခီးတွားထားရဆိုတော့နည်းနည်းလေးပွက်ပန်းအော်ကိုပေါင်းပေါ်တက်ခွာနည်းနည်းလေးခတ်နိုင်နော်။အော်ဒီဘက်ကျွန်တော်ဝေးအတင်းဖြစ်တဲ့အလာဘတ်ဘော်ဒီလေးကြိုက်ပါရဲ့။အလာဘတ်တေလောက်ခံပြီးတော့ကလာတွားနိုင်ခြင်းများတယ်လို့ကျွန်တော်ယူဆပါတယ်နော်။ဘလန်ကာတော့နည်းနည်းလေးပွက်ပန်းနေတဲ့ဒဏ်လေးရှိနေတယ်လို့ယုံကြည်တယ်။အော်1 1 CD လောက်တော့တွားမယ်လို့ယုံကြည်ရဲ။အဲ့တော့ဒီဘက်မှာအောက်အတင်းဖြစ်တဲ့အလာဘတ်ဘော်ဒီလေးကိုကျွန်တော်ကြိုက်ပါနော်။ နောက်တစ်ပွဲအပြင်းနီကူဝမ်၈နိုင်ခွဲလိုင်းလီနဲ့မက်လိုင်းလီရဲ့နှလုံး90နဲ့၃လုံး25ပြားရှုံး Oh my god ကိုပေါင်းကြီးတော်တော်ကြီးပြင်းလာခဏရယ်နော်ကိုပေါင်းကြီးတော်တော်ပြင်းလာတာလားဟုတ်တယ်ကိုပေါင်းကြီးတူဒီပလက်ပေါက်ခဲတာဗျာမနေ့ကနော်တူဒီပလက်20လောက်ကနေဟိုတူဒီမိုင်းနဲ့ဘယ်လောက်လဲ25ဆိုကိုပေါင်းကြီးတိတတာတော့ဒါအချင်းချက်တော့လှုပ်လာပြီပေါ့နော်ဟို ရှစ်ခွဲကံမှာဆိုတော့ခုံခွဲလောက်မှာ3မိုင်းနဲ့90တာဖြစ်လို့ဒီဘက်ဂိုးပေါ်မှာဘာလို့မတ်ကဗျာကျွန်တော်ဘယ်လိုလဲဆိုမတ်ကကျွန်တော်ပြီးများလိမှာဗာနဲ့သွားတူမလဲဘန်လေးအဝေးကွင်းပုံစံမျိုးပဲ तू ကဂိုးမတွင်းနိုင်ဘူး तू များတွင်းတာဂိုးပေါ်မှာ तू ကိုယ်တိုင်ဂွေးတွင်းလို့ဂိုးတွင်းလို့ပေါ်တာမရှိဘူးဗျာတိလာအဲ့လိုအသင်မျိုးမတ်ကကြတော့နော် အော်ဒီဘက်မှာကျွန်တော်ဒီကြီးတန်းရဆိုတော့ကိုပေါင်းပေါ်ပဲကောင်းတယ်ဗောလိုင်းလီကလည်းဂျာရဲမှာဥရောက်ပွဲနေတော့ကန်ထားရဆိုတော့မက်စကတန်တင်းတော့အောက်ဆုံးသူယုံမဲ့လို့ချင်တယ် မက်စတာကိုမရဘူးဆိုရင်ဒီ line line ဘက်ကတော့တကူ line ဘက်ကပဲကိုရမယ်လို့တွတ်ထားလို့ရှိရင်ဒီ GN ကဒါဟို fail မဖြစ်ဘူးပေါ့နော် တူလီပလက်ဟိုကလည်းပေါက်အောင်ပါတူလီမိုင်း25လည်းမဖြစ်နိုင်မဖြစ်တင်ဘူးတူလီပလက်50 60လောက်ပဲပေါက်တင်တယ်ယူဆအခုက max 9ရနိုင်ချေများတယ်လို့တူလီမိုင်းနဲ့အထိကြီးပြင်းလာတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးဆိုတော့ကျွန်တော်စောင့်ကြည့်မယ်ခွန်ခွဲလောက်တူလီမိုင်းနဲ့50လောက်ဖြစ်တော့ပိုကောင်းတယ်အဲ့တော့ဒီဘက်မှာ line ကိုပေါ့ကောင်းကောင်းလေးလျှောက်လို့ရပြီဗောနော် body ကတော့လက်လျှောက်ကြည့်တယ်နှလုံး60နိုင်ဆိုကြည့်တယ်ကကျော်တင် line ကြီးအောင်မခက်တဲ့ကြည့်တယ်အဲ match body နေရလားဆိုတော့လည်းနည်းနည်းလေးတော့ anti တော့မရဘူးဗောနော်ဒါပေမဲ့ကျွန်တော်မဖြစ်မနေရွေးပြပါဆိုရင်တော့ဒါ match body ပဲယူရမှာပဲ match body နဲ့ ဂိုးပေါ်ဘော်ဒီအောက်နဲ့ဂိုးပေါ်ဒီလိုလေးတွဲဆော့ဆင်းကျင်တာပေါ့နော်အနောက်ဘက်အော်စီနဲ့လီဟာပေးအော်စီရဲ့ level 60ရှုံးပြီးတယ်နှလုံး85ပြရှုံးနော်ဒီပွဲမှာကျွန်တော်အင်ရှင် အော်သေးလေးကြိုက်ပါတယ်နော်အော်သေးကကျွန်တော်ကျွန်တော်ကအင်ကွင်းဆိုရင်ကြိုက်တယ်အော်သေးကို နော်အာအင်ရှင် အော်လေးပဲကြိုက်တယ်ဂိုပေါင်းကတော့အပေါ်တက်လာနိုင်ခြင်းများနှစ်သင်းစလုံးတန်းသင်းစလုံးတိုက်ပွဲဝင်နေရတာဖြစ်တဲ့ဒီနှလုံး80ရှုံး80ရှုံးချားဆိုပေမဲ့ဂိုပေါင်းပေါ်လာနိုင်ခြင်းများတယ်။အော်အင်ရှင်အော်လေးကြိုက်တယ်ဂိုပေါင်းအပေါ်ကြိုက်ပါနော်။နောက်တစ်ပွဲအန်ကာစ်နဲ့လော်ရီယန် အန်ကားကိုအန်ကားလည်းပဲ10ပြားရှုံးပြီးရနှလုံး30ရှုံးပြီးရနှလုံး30ရှုံးနေနော်အရင်တစ်ပတ်ကမှဒီတူရီတူရီနဲ့ဂိုးပေါင်းအပေါ်တက်ထားတာကိုအာမနာဘူးနော်အော်လော်ရီကလော်ရီကဂိုးပေါ်အရင်တစ်ပတ်ကကျွန်တော်ပြီးခဲ့ရနော်ဒါမှမှညီကိုတယောက်ကသူမထိုးရဲဘူးတဲ့အဲ့အရာကြီးကိုတဲ့ဟိုမထိုးရဲလို့မထိုးလိုက်ဘူးရဲ့ဟိုပထမပိုင်းနေကိုဘဏ္ဍကိုအဲ့နေကပထမပိုင်းနေ2ဝန်းလား2 2လားမနေဖြစ်တာအဲ့ဘွယ်အဲဘီဂျမန်တို့ကလာပြီးငိုပြတယ်ကျွန်တော်မထိုးရဲလို့မထိုးလဲရဘူးကျွန်တော်ပြောရဗျာ ဟိုကျွန်တော်ကရွေးပေးရဆိုတာတမန်ငါရှန်ငါကြည်ပြီးရွေးပေးခဲ့တာမို့ကိုပေါင်းအပေါ်အောက်တို့ဆိုတာဒီမှာတို့တို့ရဲ့ရှေ့ကဘလို့ရက်လက်တွေထွက်ထားလဲဘလို့ကိုတွင်းရရဲ့ရှိလဲဘိုတင်းနစ်ကို yes တွေဘလောက်တိဖြစ်နိုင်ရင်ရှိလဲရှေ့မှာဘယ်နှဝဲဖြစ်ထားလဲအိမ်ဝင်ကိုတွင်းအဘယ်နှကိုရှိလဲဝေဝင်ကိုတွင်းအဘယ်နှကိုရှိလဲပေကိုရကိုဒါရေအကုန်တွက်ချက်ပြီးမှကျွန်တော်ကိုပေါင်းပေါ်ပေးရအဲလော်ရီယန်ကြီးကဟိုပြင်တဲ့ကလပ်ကြီးလည်းဖြစ်နေတယ်လူတွေတိတ်မသိဘူးလော်ရီယန်နဲ့ဘရက်တစ်ဖက်ကအတင်းကလည်းဘရက်ဖြစ်နေဟိုမွန်နာကိုတို့မာဆေးလို့ဆိုလူတိတိရယ်ဗျာအော် ကိုပေါင်းပေါ်မဆော့ရေးဘူးတဲ့မဆော့ဘူးတဲ့မဆော့တော့သူလည်းသူမရဘူးပေါ့ဗျာဟိုရှင်းနိုင်ပွဲဖရန့်ဘက်ဂိုးပေါ်ကြတော့လည်းမမီလိုက်ဘူးတဲ့အင်းကြီးကအဲ့ပြီးခဲ့တဲ့နင်းကြီးညာအော်အဲ့ဆိုလည်းမတက်နိုင်ဘူးเนาะကျွန်တော်ကတော့ဟိုအနည်းဆုံးတော့နိုင်ဝက်တော့ခြားပြီးတော့ပို့ပြရကျွန်တော်ပြောဒီလိုရက်ဒီမှာတော့ active ဖြစ်အောင်တော့နေရမှာပေါ့လေเนาะဟိုကိုကဒီအာကြီးကိုလောင်းကျင်လို့ဒီပတ်စံနေပေးပြီးမမာတွေဝင်ထားပြီးတော့ပွဲကြီး live shot နေရလို့ဒီရက်မှာကိုက active မဖြစ်ဘူးဟိုတခါလေးတော့မိသားစုကိစ္စဒီ အရေးကြီးအမှန်ကြင်ကိစ္စဆိုတော့မပြောပါဘူးနော်ဟိုထားပါဒါမိသားစုကိစ္စမိသားစုကပူကြီးကြီးတာအဲအတိတ်မဖြစ်ဘူးကိုကျွန်တော်ကစောစောမပို့လို့မထိုးလဲရတာမျိုးကြီးတော့မဖြစ်စေချင်ဘူးပေါ့နော်ကျွန်တော်အကြောင်းမလဲမြင်နေမှားတယ်ညီကိုတို့ notify လေး on ထားပါ notify လေး on ထားပါဟို message တခုဒါပြန်တောင်းတောင်းတောင်းနဲ့တက်လာကြည့်လိုက်ပြီးတန်ထိုးလို့ရအောင် notify လေး on အမြဲတမ်းကျွန်တော်မှားပေးတာပေါ့နော်အဲ့လိုလေးရရှိတတ်တယ်အဲအကြောင်းအဲ့ဒီခါလေးကျွန်တော်ပြောလိုက်တယ်ဒါကတော့ကျွန်တော်ကျွန်တော်ဘက်ကအပိုင်းမဟုတ်တော့ဘူးဆိုပဲကျွန်တော်ပြောလိုက်တော့တာပေါ့နော် ။အော်လော်နီကညီပြီးခဲ့တဲ့တပတ်ကဂိုးပေါင်းအပေါ်တက်ထား6-9ထိရောက်တယ်။အဒီနေ့မှကြည်လိုက်နှလုံး30ရှုံးတယ်။ဒါလော်နီရဲ့ဇယိုင်မလက္ခဏာမဟုတ်တော့အန်ကားရဲ့ဇယိုင်လက္ခဏာဖြစ်တော့အန်ကားဒီဂိုးပေါင်းအကန်တဲ့အတင်ဖြစ်တယ်။အော်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအောက်ကြိုက်တယ်နော်။နောက်တစ်ခုက body body မှာကကျွန်တော်ကျွန်တော်ရဲ့ flow မိနေအန်ကား body လေးကကျွန်တော်အန်ကား body ကြိုက်တယ်။ဒါပေမဲ့တခုဆိုရင်ကသူနောက်ဆုံးတည်ကြခဲ့တဲ့အတင်မွန်နာကိုဖြစ်နေအဲ့တော့အတင်းကြီးကိုတေကြတာလို့နိုင်နာတို့ဆိုရင်နောက်ပွဲတွေမှာရွာလေတယ် အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့ဒါကြီးကိုဟိုမကြိုက်တာပေါ့နော်ဒါပေမဲ့ဟိုမချစ်မနေ body ရွေးပေးပါဆို angash body လေးပူကြိုက်တယ်ကိုပေါင်းအောက်ကိုကြိုက်ပါနော်အဲ့တော့ကျွန်တော်နောက်တစ်ပွဲသွားပါမယ်နောက်တစ်ပွဲ runish နဲ့ night runish နဲ့ night မှာကျွန်တော် runish က level 50ရှုံးပြီးကိုပေါင်းကြီး3လုံး50နိုင်နော် ၃၅၀နာရီပြထားတွေ့ရတယ်။အဲ running ကတော့ကျွန်တော်နောက်ဆုံးနှစ်ပွဲဆက်တိုက်တူးတူးလေးကန်ပြီးထားရှေ့ဂျားထဲမှာတော့ဇီဇီကန်အဲ့ပြီးတော့အဲ့ရှေ့မှာနန်တက်ကိုတူးတူးဆိုတော့ဒီကောင်တင်းဆရာကြီးဖြစ်နေလေးပွဲဆက်တိုက်တင်းကြထားရပါ running ကနော်။အော် nice ကတော့ nice ကခဏနော်ဥရောပကန်ထားကြောကြည့်ပေးမယ်။ကျွန်မေ့ကန်ထားရဆက်တာပြီးကောအော် nice ကအမတ်လိုလို့ဆိုမှဆက်တာပြီးကောနဲ့ night 2-1လောက်ဖြစ်လာနိုင်ချင်ရှိရ1 black 50 3 black 50 2-1တပေါက်ရှိတယ်နော်။အဲကြောင့်ကိုပေါင်းပေါ်ပေးခဲ့တာအမ် ဟုတ်တယ်အဲ့တော့ night ကအဝေးကွင်းကိုသွားကန်ထားတယ်အဲ့ဒီနေ့ runish body ကောင်းတယ် night အဝေးအဝေးကွင်းကိုသွားကန်ထားတယ်နဲပွဲပန်းနေမယ်အဲပြီးတော့အဲ့အဲ့ကြောင့်ကြောင့် runish body ကြိုက်တယ်ကိုပေါင်းကိုပေါင်းက night ကနောက်ဆုံး၃ပွဲ၄ပွဲဆက်၉ပေါ်တက်ထားတယ်ဟူကောင်က၂ပွဲဆက်၉ပေါ်တက်ထားဒီပွဲကိုပေါင်းအပေါ်မဆိုးပါဘူးနော် night လဲ900နိုင်ကြီးများ runish ကလည်းတိုက်မှာ runish က တူတူတွေကန်တာဘယ်နှပွဲမှမဖြစ်အဲ့တော့သူကကိုယ်လဲတွင်းနဲ့ကိုယ်လဲပေးရနော်အာဒီလိုချက်တကြောင်ကြည့်မယ်ဆိုဒီဘက်ကိုပေါင်းပေါ်တက်နိုင်အဲ့တော့ runish ကိုပေါ်ကောင်းတယ် body ကောင်းပါနော်နောက်ဆုံးတစ်ပွဲက line you နဲ့ strap bro line line you က level 80ရှုံ3လုံး45ပြားနိုင်နော် strap bro ကဒီညကမဆိုးဘူးဗျာနော်ကောင်းတယ် strap bro ကစားပုံလေးအဆင့်တော့အဆင့်ကလည်းဒါထိပ်ပိုင်းမှာနေရာယူထားတော့ရှုပ်လို့တော့မရဘူးအဲ့ strap bro ဒီညကားထဲမှာတော့ရှုပ်လို့တော့မရဘူးအဲသူရှုံးထားတဲ့ဆိုလို့ မာစီးကိုအိမ်ပွင့်မှာသူတို့တဝဲရှုံးနေကျန်တဲ့ပွေးပွဲတိုင်းဒီပါအဲခဏနော်ဟုတ်တယ်ဟွာပဲရှုံးဟွာထက်ရှုံးနေမွန်နာကိုတူတူနဲ့ဝေးကွင်းမှာနှစ်ပွဲပဲရှုံးတာကျန်တဲ့ပွေးအနိုင်နဲ့တည်မစိုးကားလဲဖောင်နော်ဂိုးလဲရတယ်ဂိုးလဲပေးနေရတယ်ဒီပွဲလဲခူပေါင်းပေါ်ကောင်းပါတယ်နော်အဲတခုတော့ရှိရလိုင်ရောချန်ပီယံလိအဲယူပါလိကန်ထားတာနော်ဘေးဆန်တူစီနဲ့ပွဲရှိတယ်အဲ့တော့ body မှာဆိုရင်တော့ကျွန်တော်ကအောက်အတင်းဒီ strap block ပဲကြိုက်လိုင်းယုံဥရောပပွဲစဉ်ခံထားလို့မကြိုက်တာပေါ့နော်အဲမှာ go bound body မဆိုဒီပွဲကလိုင်းယုံလဲနိုင်မနိုင်တော့များတယ်2-1လို့ set မျိုးနဲ့2-1ဆိုတော့ကျွန်တော် body ကတော့ ending များ body လက်ရှောင်ရှောင် go bound ball လာနိုင်ခြင်းများတယ်ဒီပွဲလေးနော်အဲ့တော့မနေ့ကကျွန်တော်တို့ ချန်ပီယံလိဂ်ကန်ဟာအတင်းနေဗနတင်းကြီးအောင်သွားကြောလိုက်ကြည့်လိုက်ပါဒီနေ့မှလည်းဒီလိုပဲချန်ပီယံလိဂ်ဆိုတာချန်ပီယံလိဂ်လို့ပြောတာအလွယ်ပေါ့ဥရောပပွဲစဉ်တွေချန်ပီယံလိဂ်ရှိမယ်ယူပါလိဂ်ရှိမယ်ကွန်ဖရင့်လိဂ်ရှိမယ်ဒီဟာရီကန်ဟာရဲ့အတင်းနေဗနတင်းကြီးအောင်လဲပြည်မြလိဂ်မှာဆိုချဲစီကြတယ်လပါဘူးကြတယ်ဒီနေ့စပါးလာမယ်အာဆင်နယ်လာမယ်မန်စီးတီးလာမယ်ဘယ်သူအောင်မလဲအကြမလဲမနေ့ကဟိုတခြားလိဂ်ကဘလို့ရှိပါလဲမာစီးကြတယ်ဗျာဒီနေ့မှဆိုကျွန်တော်မာစီးကြည့်လိုက်တယ်မာစီးကြသွားတယ် ရှေ့ကျွန်တော်အများကြီးပေါ့နော်အဲ့လိုမျိုးလေးလိုက်ကြည့်ပါပြီးတော့ဂိုပေါင်းအပေါ်တွေတက်လာအောက်လိုက်အောက်တွေတက်လာဒါရင်လိုက်ကြည့်ပါတော့မနေ့ကပြင်းများလေးအပွဲတွေအကုန်ဂိုပေါင်းပေါ်တက်ဒီနေ့မှဂိုအောက်တွေလာမှာဂိုအောက်တွေလာမှာလာမှာမို့လာမှာပေါ့မြင်ရနိုင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ကဘယ်ပွဲကဂိုပေါင်းအောက်နိုင်ချင်များလဲအဲဂိုပေါင်းကြီးအမှုဆုံးကြီးဆိုပြီးတော့တွားပြီးတော့အောက်ကြီးဆုံးတွားနေလိုက်လို့လည်းမရဘူးတကယ်အောက်နိုင်လားသူတို့ရဲ့ယာကိုပေကိုလေးတစ်ချက်နှိလာပြီးတော့ကျွန်တော်အောက်နိုင်တယ်ဆိုတော့အောက်ကိုရေးရေးထိုးလို့ရရပါတော့အော်ကျွန်တော်ပွဲရင်ရွေးချယ်တဲ့အခါမှာနန်ကြားထောက်ပြီးရွေးတာမဟုတ်ဘူး ဒေတာချက်လက်တွေတိကျလိုက်ကြည့်ရဒီပွဲကဖြစ်တင်ဖြစ်တဲ့တောင်ကြီးဒါလို့ဒီလိုလိုက်ကြည့်အောင်ကြောင့်နေရာမှန်နိုင်ဘောနော်နေရာမှန်နိုင်ဦးဒါမနေ့ကဆိုမှန်မှ6ပွဲပြီးရ3ပွဲ2ခါ3ပွဲ2ခါပြီးရဆိုတော့ဒါ2ပွဲနိုင်2ပွဲကြ2ပွဲနိုင်2ပွဲကြ4ပွဲနိုင်2ပွဲပြန်ကြဘောနော်အဲ့တော့ဟိုဘိုင်ယန်ကမနေ့က motion glide ပန်ဒီမဝင်လို့1 3ဒါဖြစ်ရင်ကျွန်တော် free member free ညီကိုရေဆိုလဲဒါ motion body တည်ကြမယ်ကိုပေါင်းပေါ်ရ member ရေဆိုလဲပထမ mount ပထမ cat က all win ဖြစ်မယ် ဒုတိယကတ်ကမွန်တော်တပွဲပဲကြာအဲ့တော့ငါးပွဲနိုင်မယ်တပွဲပဲကြာအဲ့လိုမျိုးလေးရှင်ကိုကဒေတာချက်လက်ဒေတာဒီဟာပွဲကြီးကဒီလိုဖြစ်လာနိုင်တယ်ရွေးထားတယ်ဆိုပေမဲ့ကန်ဒီယာကိုယ့်ဘက်မှာမရှိတော့ဘူးမရှိတဲ့ကာမှာမိုးချမ်းဆိုသော်ရေးအနီကထုတ်ခံလဲရတာမျိုးနော်ဒါပြန်မင်းကဟိုမိုင်ပွဲဆိုရင်ကျွန်တော်တို့ဒိုဂူအနီကထုတ်ဟိုလက်စတဖန်နာကိုဖောင်းဖီကင်ပေးတယ်ဒါပေမဲ့ဖောင်းပေးတယ်လက်စတဖန်နာဖြစ်နေတာနဲ့ဘာဖြစ်လို့အနီကမပေးပါကျွန်တော်နားမလဲဘူး ကိုနင်းမယ်ပေါ့နော်ဒါပေမဲ့ဖောင်းမှပြီးပြီဆိုရင်လက်တဖန်ဖြစ်နေတဲ့အတွက်အနီကပ်ပေးကိုပေးရမှာဒိုကူရဲ့ဟာကိုသူတို့ဖောင်းလို့မတက်မတ်ဘူးဆိုရင်ဘာမှပေးနေဖီကလည်းမပေးနေအဝါကလည်းပြတ်သားမလို့အဲဖီကကြီးကြပေးပြီးတော့အနီကပ်ကြီးကြမထုတ်ဘူးလေနော်အဲအနီကပ်ကဒိုကူထုတ်ခံလဲရပြီလေမန်ယူကမှဖီကလည်းပေးလိုက်ဒိုကူကရဒိုကူကပေးလိုက်ရတယောက်ကလည်းယော့သွားမန်ယူ3 3ဖြစ်ကုန်အဲကျွန်တော်ဘော်ဒီကပါဖြစ်သွားလက်သွားမှာ အဲ့တော့ကိုမမြင်ရတဲ့အနီးကပ်တွေပတ်နေတီတီရရှိတယ်အဲ့ဒါကြောင့်မကျွန်တော်ကဘလောက်ပဲ data အချက်လက်တွေသတင်း information တွေ live စုပြီးတော့လေးလာ တုံးတက်တုံးတက်ကျွန်တော်ပွဲတိုင်းမှတ်မှန်နိုင်မှုအော်ဒီနေ့လဲဒီရက်ပိုင်းနေမှာကျွန်တော်တွေ့နေရ negative comment တွေတွေ့နေရဟို member ဝင်ရအောင်မင်းကအရင်နောင်လောက်ပါလာပါညာအဲ့ဒါကြီးမှန်းနိုင်ကျွန်တော်တွေ့တယ်နောက်တစ်ခုကဟိုမနေ့ကဘာပွဲမှားတယ်ညာပွဲမှားတယ်ပေါ့ရတဲ့မှာအဲ့ဒါလာပြီးတော့ကျွန်တော်ပြဒီအခုဗီဒီယိုမှာကျွန်တော်တုံးတက်ပွဲအများကြီးသိရင်ဆယ်ပွဲရှိရထားပါဆယ်ပွဲလုံးကျွန်တော်မမှန်နိုင်ဘူးလေ ဟုတ်တယ်မကျွန်တော်လည်း goal မှာမဟုတ်ဒါပေမဲ့အဲ့ဒီကကျွန်တော်အကြိုက်ဆုံးပွဲတွေရွေးထုတ်တယ်အဲ့တော့ feed in ဆက်ချတယ် selection လုပ်တယ် feed in ပြီးတယ် member တွေအတွက်ဒါပွဲတွေလုပ်ပြီးဟိုဒါကကျွန်တော်ရှိရပွဲညီကိုတို့မောင်းနေပါဆောလို့ရအောင်ကျွန်တော်ကဒါကိုချင်းကတ်ထားတာလေးညီကိုလိလထားတာလေးဒါတုံးတက်ပြတာဖြစ်တယ်ပေါ့နော်အဲ့ဒါလေးနားလေတင်ဟိုအောက်ကနေဟို negative comment တွေတိတ်မမန့်စေခြင်းပေါ့နော်ဒါအဲ့လိုဟာမျိုးကြီးကြာကြာမထားပါဘူးကျွန်တော်အမြဲတမ်း block ပါတယ်နော်အော် ီနေ့တော့ဒီလောက်ပါနည်းနည်းတော့လေးရှည်ပါ sorry ပါအဲ Viber channel တကယ် channel ကို join ထားပြီးပါအောက်မှာ comment link နဲ့ကျွန်တော်ချထားပြီးပါတယ်မမဝင်ရင်းညီကိုရှင်းလဲဒါ November မှာလောက်တဲ့မမအစ်ခေါ်နေပါပြီအဲအဲ့ဒါကြီးကျွန်တော်နေရင်းတော့မကြင်ညာရင်းဘုရားတည့်မှာဒါပေမဲ့ပွဲရှိရနေဗီဒီယိုရိုက်ပြီးတင်တာဆိုတော့လေဒါကြင်ညာနေရတာအဲကြောင့်မလို့ကျွန်တော်ငင်းနေမခေါ်ဘူးခွန်လင်းနေဆိုပြီးပြီးအဲ့နောက်ပိုင်းကျွန်တော်ဒီမမခေါ်တဲ့အာမပြောတော့ဘူးနော်အော်ဝင်ကြီးနေဆိုရင်ကျွန်တော်ဒီ comment မှာဒီဖြတ်သွဲမဲ့ဖုန်းနံပါတ်နဲ့ဘယ်ဖုန်းနံပါတ်ရှိပါတယ် ဒီ trading ဆိုတဲ့ trading အကောင့်အကောင့်လေးရှိပါတယ်เนาะအဲဒါတင်ဆက်သွယ်လို့ရပါတယ်အဲကျွန်တော်ညနေကြမှာကျွန်တော်ပြန်ဆောင်ကြပါမယ်အစောပွဲကတော့လက်ရှိကျွန်တော်ကြည်ထားတဲ့လောက်အကြိုက်မရှိဘူးเนาะအကြိုက်မရှိရတဲ့ကျွန်တော်တို့ဒါမနေ့ကလိုပဲ9နာရီဝင်းနေလောက်မှာမန်ဘာပွဲတွေလာမယ်မန်ဘာပွဲပြီးပြီးမယ်ဖီတစ်တွေလာမယ်မောင်းနေမောင်းကတော့ကျွန်တော်စောကြီးတွဲပြီးရမောင်းကတော့ဒါ ဟိုမမပွဲလို့မျိုးမဟုတ်တဲ့အတွက်ကျွန်တော်ဖြစ်နိုင်ကြီးကျွန်တော်ကြိုက်တာလေးကိုအကုန်စုပြီးတော့ wine spec ကိုလာမယ်ဒီ linen mount ကက်လီလာမယ်ပေါ့နော်အဲ့တော့ကျွန်တော်ညနေကြမှာအလုံးပြန်နေတွေ့ဆုံကြပါမယ်အလုံးအဆုံးထိကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်မလဖန်သင်းလာနေမှာလေကျွန်တော်တို့ရှိရပွဲနဲ့ပြန်နေတွေ့ဆုံကြပါမယ်နော်အလုံးမင်္ဂလာရှိတော့နေ့ရက်ကလေးဖြစ်ကြပါသေးအလုံးကိုလက်ပါခင်ဗျာ